နိဘိကဝေဒါနာနိဘဂဝေငါဤစိတ္တယဟံများသောဒါနာနိလူတံပေကံခြင်းတို့သည်ဣမာနိအထဤရှစ်ပါးတို့ရှိပါသည်တဲ့လူတံခြင်းပင်နှမျိုးရှိလဲရှစ်ပါးရှိတယ်တဲ့ဦးဇင်းတို့အင်္ဂရဏိကေအထကနိပတ်မှာဟောထားတာဒါနာရှစ်ပါးရှိတယ်တဲ့နံပါတ်၁ကအတ္တိသဒါနံဒေတိတဲ့အတ္တိသ အလူခံပုဂ္ဂိုလ်ရောက်ရှိလာ၍ဒါနံအလူကိုဒေတိပေးလူတွေတချို့သောအလူတွေကကိုယ့်ရဲ့အင်ကိုစိတ်စိတ်မြဲမြဲအလူခံပုဂ္ဂိုလ်ရောက်လာအခါအလျောစွာရေလိုအပ်တဲ့အလူခံကိုရေတိုက်တာဆွန့်လိုအပ်တဲ့အလူခံကိုဆွန့်ကြွေးတာအဖိတ်ဆန်လိုအပ်တဲ့အလူခံကိုအဖိတ်ဆန်လှူဒန်းပေးလိုက်တာကိုယ့်ရဲ့ရှေးမှကိုယ့်ရဲ့အင်ရှေး စိတ်စိတ်မြဲမြဲရောက်လာတဲ့အခါမှာလေးပဲအလူဒါနတွေမပေးကြဘူးလားပေးကြတယ်တဲ့အဲ့ဒါကိုအာတိသဒါနာလို့ခေါ်တယ်ဘာဒါနာလဲအာတိသဒါနာတနည်းအားဖြင့်ကာလဒါနာလေပြောလို့ရတာပေါ့မိုင်းနော်အဲ့နောက်တစ်ခုကကြာလို့ရှိရင်ဘယာဒါနံဒေတီဘယာကြောက်ချင်းကြောင်းလေးပဲဒါနံအလူဘောဒေတီပေးလူတယ်တချို့ကကြောက်လို့လူတယ်တဲ့ဘလို့ကြောက်တာလဲဆိုတော့ ဧသောအတ္တယကောအကာရကောဧသောဒီပုဂ္ဂိုလ်ကတော့အတ္တယကောဘာမှမပေးသေးလူပဲကွာအကာရကေဘာမှအကောဖို့မရဘူးဘာမှအောင်းလာတဲ့လုံတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလို့လူတွေကြီးခံရမှာ ကြောက်လို့လူတွေတဲ့ဒီလိုပုဂ္ဂိုလ်တွေက မရှိဘူးလားရှိတယ်တဲ့တချို့ကြလို့ရှိရင်တမလွန်မှာနောင်ရဲ့စိတ်အေးစေဖို့အတွက်ဝါတမလွန်မှာမစင်းရေးစေရှင်လို့ မလူရင်တော့စင်းရဲမှာပဲလေလူရင်ရှမ်းသာမှာစင်းရဲမှာကိုကြောက်လို့လူတာအပြုတ်ခံရမှာကိုကြောက်လို့လူတာအဲ့ဒါကိုဘယဒါနာလို့ခေါ်တယ်ဘာဒါနာလဲဘယဒါနာအဲ့တနောက်တစ်ခုကကြားလို့ရှိရင်အဒါသီမေဒါနံဒေတီတဲ့ဧသောဤပုဂ္ဂိုလ်သည်မေငါအအဒါသီပေလူခေပြီးပြီးဣတိဤသောရည်ရွယ်၍ဤသောနှလုံးသင်း၍ ဒါနအလူဘောတေတိပေးလူတယ်တချို့ကြလို့ရှိရင်အဲဒီပုဂ္ဂိုလ်ကကြတော့ငါကောဘေတုံးကဘလို့လူခဲ့ပြီးပြီဘလို့ကျေးဇူးပြုခဲ့တယ်သူရဲ့ကျေးဇူးကိုငါဆက်တော့အပြင်ငါဒီဒါနကိုပြုမယ်ဆိုပြီးတော့အလူအတန်းပြုကြတယ်တဲ့အဲ့လိုအလူကမရှိဘူးလားရှိတယ်တဲ့နောက်တစ်ခုကကြတော့ဒတ်တတိမေဒါနံဒေတိမေငါအာဒတ်တတိပေလိမေဣတိဤသောဒါနံလူကိုဒေတိပေးလူတယ် တချို့သောလူကကြလို့ရှိရင်လူတဲ့ရာမြင်လို့ထောင်ဆန်းလိုမျိုးပေါ့သူကငါ့ကိုတရှင်သောအခါပြန်ပြီးတော့ပေးလိမ့်မယ်ဆိုပြီးတော့ပေးတာတရှင်သောအခါငါ့ကိုပြန်ကြည့်ပေးလိမ့်မယ်ငါ့ကိုပြန်ကျေးဇူးပြုလိမ့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေးလူတဲ့ပုဂ္ဂိုလ်ပေးတာရောလူတာရောပေးတဲ့ပုဂ္ဂိုလ်လူတဲ့ပုဂ္ဂိုလ်တွေမရှိနိုင်ဘူးလားရှိတာပဲတဲ့အဲနောက်တစ်ခုကကြလို့ရှိရင်သာဟုဒါနံတိဒါနံဒေတိ ဒါနံအလူဆိုတာသာဟုကောင်းတယ်လို့နှလုံးသွင်းပြီးသာကာလဒါနံအလူတစ်ခုကိုဒေတိပေးလူတယ်လူတယ်ဆိုတာကောင်းသလားမကောင်းဘူးလားကောင်းတာဗောလူတယ်ဆိုတာရရှိတဲ့ပုဂ္ဂိုလ်အတွက်လည်းကောင်းတယ်လူတန်းတဲ့ပုဂ္ဂိုလ်အတွက်လည်းပဲကောင်းတယ်ဒီကနေ့ဒကာကြီးဥဝေမင်းဒကာမကြီးတို့ဆွေဆွေနိုင်တို့တကိကဒါနဆွမ်းလူကိုလူတန်းတယ်လူတန်းတဲ့ပုဂ္ဂိုလ်မှလည်းလူတန်းတဲ့ပြီးတဲ့နောက်စိတ်ရှမ်းမြေးတယ်တန်ဃာတော်တွေဆွမ်း ခံနေတာကိုတွေးရလို့စိတ်ချမ်းမြေတွေတရားနာရတဲ့အခါစိတ်ချမ်းမြေတွေဆွမ်းလုံးရတဲ့အခါဆွမ်းစိတ်ချမ်းမြေတွေဆွမ်းစားတာကိုပြုမြင်ရတဲ့အခါမှာစိတ်ချမ်းမြေတွေကိုလူလိုက်တဲ့ကိုကူလိုက်တဲ့အရာအလူခံပုဂ္ဂိုလ်မှာအကျိုးတစုံတရာဖြစ်ထွန်းသွားရင်အလူပေပုဂ္ဂိုလ်ဟာစိတ်မချမ်းသာဘူးလားစိတ်ချမ်းသာတယ်ဒါကိုရည်ရွယ်ပြီးတော့အာလူသားဟာကောင်းတာပဲကောင်းတဲ့အလုပ်တစ်ခုပဲလို့ ်အလုံးသွင်းပြီးတော့လူတန်းတွေပုံကိုတွေလည်းရှိသလားမရှိဘူးလားရှိတယ်တဲ့အဲ့ဒါကလည်းဒါနတစ်မျိုးတဲ့နာတမကြီးနော်အဟံပဇာမိဣမေနပဇန္တိနာဟာရာမိပဇန်တောအပဇန်ဒါနံဒါနံအတ္တဒုံတိဒါနံဒေတိတဲ့ငတို့ကတော့ချက်စားတယ်တန်ဃာတော်တွေကတော့ချက်စားလို့မရမတို့ကစီးပွားရှာနိုင်တယ်တန်ဃာတော်တွေကစီးပွားရှာလို့မရ စည်းဝါရှာလို့ရတဲ့ပုံပေါ်ကစည်းဝါရှာလို့မရတဲ့ပုံပေါ်ကိုမလူပေးနဲ့စားဖို့မသိဘူးအဲ့လိုနှလုံးသွင်းပြီးတော့လူဒန်းတဲ့ဒါနာလေးရှိတယ်တဲ့ဟုတ်ရဲ့လားနာတို့တွေကရှိတယ်လေစည်းဝါဥစ္စာရှိတယ်တန်ဃာတို့တွေဆိုတာစည်းဝါရှာရတာမဟုတ်ဘူးအလုံးလုံးလို့ရလားမရဘူးအလုံးလုံးနိုင်တဲ့စည်းဝါရှာနိုင်တဲ့ဖြစ်စေဥစ္စာတွေရှိတဲ့ငါတို့က စာပေကြိုးစားပြီးတော့တရားပဲအားထုတ်နိုင်တဲ့ပုံကိုယ်တွေကိုမလူပဲထားရင်ဒီစီလေးပါအဆင်ပြေပါမလားမပြေနိုင်ဘူးလေဦးဇနောဘလောက်ပဲကြက်ချင်းစာကြက်ချင်းကြက်ချင်းဘလောက်ပဲစာရှားချင်းရှားချင်းဆွမ်းမစားပဲနဲ့စာရှားလို့ရလားမရဘူးစာကြက်လို့လည်းမဖြစ်နိုင်ဘူးအဲ့လိုနှလုံးသွင်းပြီးတော့ဒီတို့တွေဟာဒီသင်္ဃာတော်တွေကိုဆွမ်းကတ်ကြမယ်ဆိုပြီးတော့ဆွမ်းကတ်တဲ့ဒါနမျိုးကို အဲ့နောက်တစ်ခုကတော့ဗာလေးဆိုတော့ကလျာဏောကတိတ္တောအပုဂ္ဂတောတိဒါနံဒေတိလူရေတန်းတွေဆိုတာနာမည်ကောင်းအတင်းကောင်းကြိုးစိုးတယ်တဲ့လူတန်းတွေပုဂ္ဂိုလ်ကိုအကောင်းပြောသလားမကောင်းပြောသလားအကောင်းပြောတာပဲသာဓုခေါ်တာပဲဒါကတော့တင့်လူရှင်ကြီးဒါကတော့ဒီမတ်ရဲ့လူရှင်ဒါကတော့ဆွမ်းဆန်းကြောင်းအလူရှင်ဒါကတော့ဝိဇယသင်္ကာရသုံးထပ်ကြောင်းဆောင်အလူရှင် ဒါကတာကအလူရှင်ဒါကလက်ထက်ကြောင့်ဆောင်လူရှင်ဒါကတာဆွမ်းဒါကတကမလူတိုင်းလူတိုင်းခါသူရဲ့ပုံကိုယ်တွေကိုရှိကျူးမှုတွေဂုံပြူးမှုတွေမလုပ်ကြဘူးလားလုပ်ကြတယ်။အော်တို့တွေကုသိုလ်ကောင်းမှုလုပ်တယ်ဒါနကုသိုလ်လုပ်တယ်သီလကုသိုလ်စောက်တည်တယ်ဆိုတာကောင်းတဲ့ဂုံတည်င်းတွေထွက်တယ်နာမည်ကောင်းတွေရတယ်တမိုင်းလှတယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လေးပဲဒါနအလူတစ်ခုကို ဂျေတုအေးတယ်တဲ့ဘယ်နှမျိုးရှိသွားပြီခဏမျိုးရှိသွားပြီအဲ့နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုတော့စိတ်တလင်္ကာရစိတ်တပရိခါရတံဒါနံဒေတိတဲ့စိတ်တဆိုတာသမထဝိပဿနာစိတ်သမထဝိပဿနာစိတ်ရဲ့အရှံအရှံအယံအစင်းတစားအလုံးငါဒါနံလူကိုဒေတိပေးလူတယ်ဥစ္စလောကနိဗ္ဗာန်ကိုပို့မှာကတော့ဝိပဿနာအရှေခံတဲ့ မက်ဖို့တွေကဦးစင်းတို့ကိုနိုင်ပံမက်နိုင်ပံကိုပို့မှာဖြစ်တယ်မက်ဖို့ရောက်တဲ့ပုံကနိုင်ပံကိုရမှာဖြစ်ပါတယ်မက်ဖို့ကိုရဖို့ဆိုရင်ဝိပဿနာကိုအားထုတ်ရမယ်မှန်ပါဗျာအေးဝိပဿနာဆိုတာဘာဝနာလုပ်ငန်းပေါ့ဘာဝနာလုပ်ငန်းကိုလုပ်မယ်ဆိုရင်အရှိခံကြတဲ့ဒါနသီလတွေဟာပါရမှာလားမပါရဘူးလားပါရမှာဒါနရှိမှသာသနာပြုလို့ရတာ ဒါနရှိမှတန်တရားမှထက်တန်ကြတဲ့ဘဝဉာဏ်ပညာပြည့်စုံတဲ့ဘဝတစ်ခုကိုရတာသောဇာပေလူမအတိပညာပြည့်စုံတာသူများကိုရှင်းပြမှကိုကိုယ်တိုင်နားလေတာဒါနဆိုတာတန်တရားမှထက်တန်ကြမျက်နှာပန်လှမ်းတဲ့ဘဝတွေကိုရစေဖို့အကြောင်းတရားပဲဆိုပါစို့ဒါနမပါတဲ့အတွက်ကြောင့်တရိစ္ဆာန်ဘဝတွေခွဲပွားကိုရောက်တော့ပြီဆိုမှတော့ ဦးဇင်းတို့လည်းဝိပဿနာတရားအထောက်လို့ရပါမလားမရနိုင်ဘူးငါတို့လည်းဝိပဿနာတရားအထောက်နိုင်ဖို့မတ်ဖို့နိဗ္ဗာန်ကို ရစေနိုင်ဖို့အရှိခံအကြောင်းတရားသူ့ရဲ့အစဉ်တစသူ့ရဲ့အရှံရအလုံးကဒီဒါနကိုပြုတာတနည်းအားဖြင့်နိဗ္ဗာန်တပစ္စည်းရောဟောတူဒီလိုမျိုးမလူကြဘူးလားလူတဲ့အတိတ်ပေကပါလဲဆိုတာဣဒံဒီနေ့လူလိုက်တဲ့၅ရက်လူကနိဗ္ဗာန်တနိဗ္ဗာန်ရဲ့ပစ္စည်းရောအထောက်အပံ့ ဒီဟောတုဖြစ်ပါစေနိဗ္ဗာန်ရဲ့အထောက်အပံ့ဖြစ်ပါစေနိဗ္ဗာန်ကိုရဖို့အတွက်အကြောင်းတရားဖြစ်ပါစေဆိုတဲ့လှူလိုက်တဲ့အလိုဟာစိတ်တပရိက္ခာရဒါနာဟောရလားတခါကြီးဒီမိုင်းနော်အဲ့ဒီတော့ဒါဟာနတ်ဆုံးအလူဒါနာအလူဒါနာ ရှင်းမျိုးစလုံးမကောင်းဘူးလားကောင်းတယ်လူလာမန်သမ ्या သည်ကောင်းတယ်လူလာမန်သမ ्या သည်အဒန္တဓမ္မနံဒါနံဒါနံသဗ္ဗတသာတကံတဲ့ ။အရင်ကြီးတဲ့ပုဂ္ဂိုလ်ကိုလည်းယဉ်ကျေးစေသလိုသဗ္ဗတသာရကအလွန်ဆုံးသောကိစ္စတွေကိုလည်းပြီးစေနိုင်တဲ့အတွက်ကြောင့်ကောင်းတယ်။အဲ့ဒီထဲမှာအကောင်းဆုံးသောဒါနကတော့နောက်ဆုံးအဖြစ်တဲ့စိတ်တလင်္ကာရစိတ်တပရိခာလာတဲ့။သမထဝိပဿနာရဲ့အရှိခံအတွက်အရှံရံအတွက်လူဒန်းတာ။မေဖို့ကိုရဖို့နိုင်ပံကိုရဖို့ဆိုတဲ့အကြောင်းတရားနဲ့လူဒန်းတာအဲကိုလုတ်တဲ့အလုတ်ဟာလမ်းခူးလမ်းမှာ ခยีမဆုံးစေရဘူးပေါ့နော်။ဒါဥစ္စံတော်ဒီဒါနာကိုလူလိုက်တယ်။ဒါဘဝပြည့်စုံဖို့အတွက်လောက်ပဲ။နတ်ပြည့်အတွက်လောက်ပဲရည်ရွယ်လိုက်မယ်ဆိုရင်နတ်နတ်ပြည့်တော့ဗြဟ္မာပြည့်တော့ဆိုတာလန်းဆုံးပြီလား။မဆုံးသေးဘူးလေ။ဒုက္ခတွေညီးပြီလား။မညီးသေးဘူး။ဘဝတွေဖြစ်ဥမှာဒုက္ခတွေရောက်ဥမှာခန္ဓာတွေထက်ကထက်ကဖြစ်ဥမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါလောက်နဲ့တော့မရက်တန့်နဲ့အဲ့ဒါလောက်လောက်ပဲမရည်ရွယ်ပါနဲ့တဲ့။ ဘလောက်လောက်ထိပန်းတိုင်းထားရမှာလဲနိဗ္ဗာန်သောတိုင် ပန်းတိုင်ထားပြီးတော့ဒါနာပြုပါလို့ဒီလိုပြောတာဒီမိုင်းနော်ဒါကြောင့်ဒီနေ့ပြုတဲ့ကုသိုလ်ဟာနိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ပြုတဲ့ဒါနာဖြစ်တဲ့အတွက်အတွက်ကြောင့်စိတ်တလင်္ကာရစိတ်တပရိခါရဒါနာဖြစ်တယ်လို့စိတ်ထဲမှာနှလုံးသွင်းမိတာပါလားဇေနုတေအာလုံဗုဒ္ဓသာသနာနဲ့တွေ့ကြုံခဲ့ဗုဒ္ဓရဲ့တရားတော်များကိုနာယူခွင့်ရတုံးလေးမှာဒါနကုသိုလ်တွေပြုကြပါမယ်သီလကုသိုလ်လေးစောက်တယ်ကြပါမယ် ဘုံမတစင်မိမိရဲ့ခန္ဓာ၅ပါးယုံနယ်နှပအပေါ်မှာလည်းပဲတို့ရဲ့ခန္ဓာ၅ပါးဒီအာနိစ္စမတည်မြဲပါတကားတည်မြဲလားတကမကြီးမတည်မြဲဘူးဒုက္ခဆင်းရဲလားပါတကားအနတ္တအဆုံးမရပါတကားဘူးရဲ့ဝိပဿနာဉာဏ်ဖြင့်ရှုမှတ်ပြီးသားကာလအိုခြင်းနာခြင်းတည်ခြင်းကင်းရာဉာဏ်နိုင်ပန်တော့ရောက်နိုင်တော့သူတော်ကောင်းတော့ကိုစီကိုစီဖြစ်နိုင်ကြပါစေတည်း ရေဆက်ချကြမည်